KNUK မြို့သားစီယုံဒူပလက်ယာခိုင်ကော့ကရိတ်မြို့နယ်အရှိချမ်းဖလူကြီးကျေးရွာမှာစိတ်ကြွစီပြား2400ကျော်နဲ့ကိုကင်းပါကင်များနှစ်ပြဖန်စီရမိခဲ့တယ်လို့ KNU ဒူပလက်ယာခိုင်ကထုတ်ပြန်ထားပါတယ်။ဂျွန်လာ၁၄ရက်နေ့မွန်းလွဲ၂နာရီကျော်လောက်မှာဖလူကြီးကျေးရွာတွင်မူရစ်စေဝါရောင်းဝယ်မှုနဲ့ပတ်သက်တဲ့သတင်းရရှိတဲ့အတွက်ဝင်ရောက်ရှာဖွေခဲ့ရမှာရက်ကွက်လေးကြီးနော်မှုကနေမှာဖန်စီရမိခဲ့တယ်လို့ဆိုပါတယ်။သူစီကနေစိတ်ကြွစီပြားနဲ့ကိုကင်းပါဖုံးတလုံး ်ပါဝါဘန်တလုံးရွှေလက်စွပ်တကွင်းတို့ကိုလည်းတင်ဆက်ရမိခဲ့တယ်လို့ထုတ်ပြန်ကြမှာရေးသားဖော်ပြထားပါတယ်မူရီစီဝါနဲ့တူဖန်စီယာမီခဲတဲ့နော်မူကာကို KNU ကရင်မျိုးသားအစည်းအရုံးရှိ KNU ကရင်မျိုးသားရဲတပ်ဖွဲ့ကိုတုလီတရားစီရင်ရေးမှလှုပ်ထုံလုံးဤတိုင်းတရားဥပဒေနဲ့အညီအေးအေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်ဒီကနေ့ချိန်မှာမူရစ်စီဝါနဲ့လောင်စာမျိုးစုံတွေကြောင့်လူငယ်ရိတာမကအသက်အရွယ်မရွေးကြားမမရွေးပျက်စီးမှုတွေရှိနေတာလည်းဖြစ်ပါတယ် အခုလိုဖြစ်ပေါ်လာတဲ့မူရစ်စေဝါပြင်လောင်စာလေပတ်မှုတွေကိုအဆုံးသတ်နိုင်မှုအတွက်နိုင်ငံသူနိုင်ငံသားတွေအလုံးနိုင်ငံရေးစနစ်နဲ့ခေါင်းဆောင်စိတ်ဓာတ်အပြောင်းလဲကိုကောင်းမွန်တဲ့ပညာဉာဏ်အသီးနဲ့ဝိုင်းဝန်းပြုပြင်ပြောင်းလဲပေးကြဖို့ကိုလည်းတိုက်တွန်းပြောဆိုထားပါသေးတယ်